မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပေးနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာစစ်မတိုင်လည်းမတိုင်နဲ့အရှုံးပေးလိုက်ဘာမှမဖြစ်ဘူးအောင်မြင်သာနဲ့တတိရှိအရှုံးပေးလိုက်တိုက်မဟိဆိုစစ်ကိုစစ်နဲ့တူအောင်တိုက်အဲ့တော့စစ်ကိုစစ်နဲ့တူအောင်လည်းမတိုက်ဘူးအဲတိုက်တဲ့ခါကျတော့ အရှိရတိုက်တဲ့ကောင်တိုက်သေးခါအငတ်ခံသိရမလားဒါခါလဲကျွန်တော်တို့ကုန်းချမ်းတို့ဘောက်တိုက်တဲ့အချိန်မှာစက်သားတွေတော့စုံးပေးပေါ့ဗျာတော့ရေမရှိလို့ရှိရင်တွေ့ရရှိကိုတောက်ရဘယ်ကြီးလဲတော့ကျွန်တော်မမင်းတော့အဲ့တော့သူအငတ်ခံပြီးစစ်တီတွေကတိုက်ဒါသိမကြဘူးဒါခါလဲဇွင်းနေမညီနိုင်မယ်နဲ့ပြတဲ့ဘုံကပြတ်သားသားဆိုပြပြတ်သားနှိမ်နေလားဆိုတော့ပြတ်သားလည်းမနှိမ်နေဘူးအောက်ကတိုက်နေကောင်နဲ့ယူနေလားယူနေမဟုတ်ဘူးကချင်းနဲ့တိုက်ကြိုင်နဲ့တိုက်နေမှာမိုင်းကြားရန်တို့ဒေါ်ဖုံးရန်တို့ဟုတ်လား ဒီဘယ်လိုခေါ်မလဲ license ဖို့တော့အဲဘာလို့ဆို line စာတော့လာကြည့်တာကိုစစ်တီတွေအောက်မှာတခါလေး AA နဲ့အသေးကြီးတိုက်တယ် AA စုဖွဲ့နေရတယ်တကယ်ပွဲတော်တွေကျင်းပနေတယ် AA ဌာနချုပ်နေရတယ် AA စီးပွားရေးဈေးညံနေရတယ်ဒါတွေကြတော့သူတိုက်ခိုင်းမှုမရှိဘူးအဲ့တော့တိုက်နေရကောင်းတဲ့အယူတွေလားယူတွေမဟုတ်ဘူးနော်အထုတ်တူပဲပေါ့ဗျာနော်စစ်ကိုစစ်နဲ့တူအောင်လဲပြပြတတမတိုက်ဘူး ဘာလုပ်နေလို့ဘာလုပ်နေမှန်းမသိတဲ့အခြေအနေမျိုးတွေဖြစ်နေတာအောက်ခြေစသားတွေအကောင်လုံးကယူနေမှာပေါ့အဲ့တော့ဘာပြောရမလဲဆိုလို့ရှိရင်တော့ဒါခင်ဗျားတို့လုပ်ရကျွန်တော်မှားလို့ရှိရင်ခင်ဗျားတို့ထောက်ပြနိုင်တယ်ဘယ်အချက်ကမှားနိုင်လဲခင်ဗျားတို့အစဲတလုံးနဲ့တော့မရဘူးနော်ဟိုစစ်တပ်အားပေးထောက်ခံသူများကျွန်တော်လည်းစစ်တပ်အားပေးထောက်ခံသူပဲနော်တက်ကျွန်တော်နိုင်ငံအားပေးထောက်ခံတာဒီ PDF ဒီအကြမ်းဖက်ဒီဘယ်ကောင်လဲဆိုတော့ဒီ ဟိုနိုင်ငံရေးပုံမသိကိုမသိတဲ့နိုင်ငံဖြတ်စည်းနေအုပ်စုကတော့ကျွန်တော်စကားတွေကိုထည့်ပြောနေတာမဟုတ်တော့အခုချက်လက်ရှိအချိန်မှာအကျွန်တော်တက်မတော်ကိုပြင်ဆင်ရမယ်တက်မတော်မှာပြင်သင့်တာတွေပြင်ရတော့မယ်ဆိုလိုချင်တယ်တက်မတော်မှာကိုမလုံနိုင်လုံနိုင်တဲ့သူကိုဟိုကျွန်တော်တို့ဥပဒေပြုပြီးတော့ပြည်သူစစ်ဆိုတဲ့ပြည်သူစစ်ခြေစားစစ်ဆိုတဲ့ခြေစားစစ်တိုက်ရိုက်နော်လုပေးပိုင်ခွင့်လုပေးမှုတွေလိုအပ်လာပြီကိုလည်းမထိန်းသိမ်းနိုင်မစောင့်ရှောက်နိုင်စောင့်ရှောက်တဲ့သူကနောက်ကကျိုးတုတ်ထားတော့ ဖယဲသည်ပြူဟာဖြစ်နေပြီပေါ့ဟုတ်တယ်မလားရေကောက်ပွဲပြီးအောင်စားရေကောက်ပွဲဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးမဖြစ်အောင်ဖြစ်လာမှာသူအရင်ဆိုရင်ပါလေနော်ဖြစ်လာမှာလည်းမဟုတ်ဖြစ်လာတဲ့ဒီရေကောက်ပွဲဘာမှလုပ်လို့ရရေကောက်ပွဲမဟုတ်ဘူးနော်ရန်ကုန်ဆိုရနေပြီးတော့အစိုးရပုံစံမျိုးနဲ့ပဲဖြစ်နေမှာဟုတ်ပြီနော်ခြေထောင်ရိတ်ခါမထောက်နိုင်တာတဲ့တခုတည်းနဲ့တည်တံပေးလို့ရတဲ့ကာကြုပ်ကိုရိတ်ခါတွေမပေးနိုင် ရှည်နှမ်းမှာထမင်းငတ်ပြီးသေမဲ့ပုံစံမျိုးတွေဖြစ်နေတယ်။ဒါမှပြတ်သားလို့နော်ဟိုစစ်တပ်အနေနဲ့ပေါ့ဗျာစခန်းတစ်ခုကိုတိုက်မယ်ဆိုရင်တပုံထက်အများကြီးလုံနိုင်တယ်ဆိုလိုချင်တာကစစ်တပ်ကဟိုလေရင်နဲ့ပေါ့ဗျာနင်ဘယ်နေရာမှာမဆိုနောက်ရှေ့တပုံကရှေ့ရသွားနောက်ချန်စခန်းနေအကုန်လုံးကိုစစ်တပ်ကပြန်သိမ်းလို့ရတယ်လေရင်နဲ့ချပေးလို့ရလေဒီနဲ့ချပေးလို့ရတယ်အရှိမဟုတ်အောင်တဲကြီးမဲကြီးတိုင်ဟိုကတပုံမှာအဲ့လောက်ကြီးအခြေချင်းမရှိဘူးနော်120မမတွေဖိုခနောက်ဆိုင်ကြီးပြစ်ဆန်းပါ အပုံဆိုတာပြေးလန်းတော့မရှိဘူးဒါတရားငါဆိုမီတာ900ကိုခင်ဗျားတို့တက်လာနော်ကျွန်တော်မီတာ90မီတာ90ကိုကျွန်တော်တို့ခင်ဗျားတို့ဟိုသတိကံပုံစံကျဲကြည့်ရမီတာ90မီတာ150ပတ်ဝန်းကျင်မီတာ150ဘလောက်ဒီဝေးမှာခင်ဗျားတို့ကြည့်ကြည့်လိုက်မြင့်ကျွန်တော်မီတာချက်ပြနော်မီတာ150မီတာ150ပတ်ဝန်းကျင်ဆိုလို့ရှိရင်ဘယ်သူမှမလွတ်ဘူး ဒါတွေလည်းသူတို့ပြပြတသားမလုပ်တပုံစကန်းတွေလည်းအလားကြီးတပုံတွေရဲ့စီးပွားရေးနေရာကြီးလည်းတည်တည်ကြီးနဲ့ဘာမှမလုပ်အောက်ကတိုက်နေကောင်းတဲ့အယူတွေလားရှေ့ကတိုက်နေကောင်းတဲ့အယူတွေလားကျွန်တော်မေးချင်တယ်သူတို့မိသားစုတွေကအသုံးချခံနေလားအဲ့တော့ပြည်သူလူထုဘဝတာယာသလားဆိုတော့မေးကြည့်လိုက်ပြည်သူလူထုဘဝလည်းမတာယာစီးပွားရေးအဖြစ်ကြည့်လိုက်စုပ်ပြတ်တတ်နေတာကျွန်တော်ပြည်သူတွေအစားလေကျွန်တော်ပြွင့်လင်းပြောရင်ကျွန်တော်ပြည်သူတွေကအဲ့လိုမျိုးအနှိမ့်ကုတ်ခံမဟုတ်ဘူးဗျာနော်ခါတာအဲ့ပြည်သူတွေမှာအဲ့ဒီ စစ်သွေးကြပြည်သူတော့ခတ်တာနော်အဲ့တော့ကျွန်တော်ပြည်သူတွေကနိုင်ငံတကာနဲ့ရှင်နိုင်တဲ့ပြည်သူတွေပါလူဟာလူချင်းပါပဲအကုန်လုံးရှင်နိုင်ပါတယ်အခုတော့နိုင်ငံတကာနဲ့ရှင်လို့ရှိရင်ဒုတိယဒန်စာဒုတိယဒန်စာလူသားတွေဖြစ်နေနော်အဲ့တော့ဟာမဲရှိတာဆမ်းမရှိဘူးအဲ့တော့ကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးပေါ့နော်ဟိုတေချာအချက်နဲ့အလက်နဲ့ပေါ့နော်ကဲကာကြုတ်ဒါမျိုးဖြစ်တယ်ဘာကြောင့်မို့လို့ဆိုတော့ခင်ဗျားတို့ထောက်ပြနိုင်လို့ရှိရင် အဲခင်ဗျားတို့အစင်တန်းရှိတဲ့ comment ကျွန်တော်အောက်တန်းစားအောက်တန်းစားခေါ်ရလဲခင်ဗျားတို့စိတ်မဆိုးနဲ့ကျွန်တော်အောက်တန်းစားအထက်တန်းစားကိုကျွန်တော်အောက်တန်းစားခေါ်တဲ့ခါကျတော့တချို့ကလည်းဟာမြန်မာမြန်မာချင်းမင်းအောက်တန်းစားခေါ်လာအာအမျိုးကကျွန်တော် complaint တက်ထားတဲ့ comment တွေတွေ့တယ်ကျွန်တော်အောက်တန်းစားအလကားခေါ်တာမဟုတ်ဘူးကျွန်တော်အစင်တန်းကိုငွေကြေးနဲ့တိုင်းတာတာမဟုတ်ဘူးအစင်တန်းကိုပညာနဲ့တိုင်းတာမဟုတ်အချောမျိုးယိုးဂုံအဓာရီနဲ့တိုင်းတာတာမဟုတ်ကျွန်တော်အစင်တန်းကိုတိုင်းတာတာကကျွန်တော်ဗုဒ္ဓဘာသာရဲ့ကျွန်တော်ပြည့်ညတ်တော်၁၀ပါးကြီးပေါ့ဗျာ၁၀ပါးသီလနဲ့တိုင်းတာတာ ခရုတဝါစာနော်အဲ့တော့ပညာတတ်တွေရဲ့စကားမှာနားမခံနိုင်အောင်ပြောတဲ့ရိုင်းစိုင်းမှုတွေကွန်မန့်ပေါက်လို့ပဲစားတယ်ဒါမျိုးတွေကြောင့်ခင်ဗျားတို့အောက်တန်းစားခေါ်တာအဲ့ဒီကနေပဒါ violence ဖြစ်သွားတယ် violence ဖြစ်သွားခြင်းနိုင်ငံတစ်ခုလုံးအကြမ်းဖက်မှုတွေဖြစ်နေတာခင်ဗျားတို့ပြည်သူကိုယ်တိုင်ကဘယ်လိုခေါ်မလဲဆိုတော့ communication မှာ communication ဆက်သွယ်ပြောဆိုမှုတွေမှာအကြမ်းဖက်မှုတွေအများကြီးပါနေအဲ့တော့ကျွန်တော်တို့ပြည်သူကအကြမ်းဖက်ပြည်သူတွေဖြစ်တယ်အဲ့ကြောင့်မို့ကျွန်တော်ကခင်ဗျားတို့အောက်တန်းစားအောက်တန်းစားခေါ်တာအလကားမဟုတ်ခင်ဗျားတို့ရဲ့အောက်တန်းစားဇယိုက်ဖြစ်နေလို့ အကျွန်တော်သင်နဲ့သင်မိရမှာကျွန်တော်သိတယ်ကျွန်တော်ဘယ်လဲတခါရောက်လာလဲအဲလွန်လာတစ်ခုရှိအဲ့ဒါပါလဲဆိုတော့သူများတော့ပြောတယ်ဒါပေမဲ့တော့တေချာမသင်ပြအောင်ချိန်လည်းမရတာပါနိုင်ငံရေးတွေစီးတွေပြောတယ်နော်အဲ့တော့တိုင်းပြည်ကိုပြက်စီးအောင်တမင်ကြံစီနေတာလားမသိဘူးဟုတ်ပဲတိုင်းပြည်ကိုပြက်စီးအောင်တမင်ကကြံတပုံမှာပို့ပါလာတာဘာမှမရှိဘူးလို့ကျွန်တော်ပြောပြသွားပြီနော်ပို့ပြီးတော့ပါလာတာသူတို့မှာဘာလို့ဘာမှမရှိဘူးတပုံမွေးပြီးအောက်ခြေကိုထိုးကြည့်နေတာသူခုံဘွားမစင်းရမှာ ဲ့တော့ကျွန်တော်ဒီနေ့ဒီစကားတွေကိုပြောရတာလေကျွန်တော်သူ့ကိုဟိုတစ်ချိန်လုံးလဲစောင့်ကြည့်နေတယ်နိုင်ငံမှာတရက်ဆိုတရက်ဆိုတရက်ဆိုတော့ခင်ဗျားတို့6လတက်တန်းတူလိုက်တာခင်ဗျားတို့အတွက်ကတော့ဟိုအမီးမြောက်လိုက်ဤပေါက်လိုက်ပေါ့ဗျာနော်ဆိုရမယ်ဆိုလို့ရှိရင်ဒါဒီစကုံလေးရှိတယ်ဆိုလို့ကျွန်တော်ကဟိုဒီစကားလေးပုံစံတိုင်းပေါ့ခင်ဗျားတို့အတွက်ကဒီလူလေးနဲ့ပြီးသွားပြီမဲ့ တရားတရားတလတလောက်ရင်ဆိုင်ရတဲ့စင်ရသာပြည်သူလူတို့လူတန်းစားတွေရဲ့တရားနေတနေတာနေတရတာဘလောက်တိရှိလျားဆိုတော့ခင်ဗျားတို့မသိဘူးကိုချင်းစာတရားခင်ဗျားတို့မှမရှိဘူးအခုထိတဲ့တက်မလို့အကြီးကဲတွေကနော်မဖိနှိပ်ဖို့ပဲတက်တာကောင်းမောင်းနေဖိနှိပ်ဖို့တက်တာစီးရုံစီးရုံမတက်ဘူးနော်နိုင်ငံကောင်းတော့မှလားတဲ့ဘယ်တော့မှကောင်းလာမှာမဟုတ်ဘူး ။ဘာကြောင့်လဲဆိုတော့အုတ်ချုပ်တဲ့သူတွေကလည်းအရေးချင်းမရှိသလိုအရေးချင်းတာကနည်းတယ်။ထို့တူအာကျွန်တော်မြန်မာပြည်မှာကအမျိုးသားရေးအားပြိုင်မှုတအားကြီးထွားနေတယ်။အမျိုးသားရေးအားပြိုင်မှုရဲ့စစ်သွေးကြွနိုင်ငံရေးဒီနှစ်ခုကမြန်မာနိုင်ငံရေးလောကမှာလွှမ်းမိုးနေတယ်။အဲ့ဒါစစ်တပ်နဲ့မဆိုင်ဘူး။ဘယ်သူနဲ့မှမဆိုင်ဘူး။အဲ့ဒီပြည်သူလူထုကြီးလိုက်တဲ့ခါမှာလဲအဲအသိဉာဏ်ဘုဒ္ဓတရားတွေစကားပြောဆိုမှုတွေကအစ ကျွန်တော်တို့နောက်ဆုံးပိတ်အကြမ်းဖက်မှုတွေသူတို့ရဲ့စကားလုံးထဲမှာပျက်နေတယ်ဒုတိယစကားပြောပြီးဆိုရင်စကားထဲမှာအကြမ်းဖက်မှုစကားလုံးတွေပျက်တယ်အကြမ်းဖက်သမားတွေဖြစ်နေပြည်သူကြည့်လိုက်အဲ့တော့ဒီအဲ့ဒီအသေးဖွဲလေးပေါ့နော်ပြည်သူတွေရဲ့ communication ထဲမှာဟာ violence တွေအများကြီးပါတယ်အဲ့ဒီ violence တွေဖြစ်ဖြစ်နေအခုပေါက်ကွဲပြီးနိုင်ငံကပျက်စီးနေတာဖြစ်တယ်အဲ့တော့အားလုံးပြင်ရမယ့်အရေးဖြစ်တယ်တံပြန်တော်လိုင်းလုံးမရတော့မယ်တဲ့ တက်ကောင်းအခုဗျာနော်မိသားစုဒီကျွန်တော်စီမှာအများကြီးများကြီးပေါ့နော်ဟိုသူတို့ယောက်ျားပြန်လာတော့မှလားဆိုပြီးရင်ဖွင့်ဆောင်းမြုံနေတူအများကြီးရှိတယ်နော်ဒီကြားထဲမှာအဲ့ကိုကိုကိုနွားဖြစ်မှန်းမသိဘူး PDF တွေကြောင့်တပုံတွေခေါင်းထောင်နေတာဒါလည်းအမှန်ပဲအဲ့တော့နိုင်ငံတစ်ခုအနေနဲ့ထွက်ပေါက်တစ်ခုကိုလောက်ရမယ်ထွက်ပေါက်ဆိုတဲ့နေရာမှာလုံလို့ရတဲ့ထွက်ပေါက်တွေကအများကြီးရှိတယ် ဒီလောက်တောင်မှဗျာဟိုညွန်ပေါင်းသွားမလားနိုင်ငံရေးညွန်ပေါင်းသွားမလားစီရေးညွန်ပေါင်းသွားမလားနော်ဘာမှအလုံးမဖြစ်တော့တဲ့2008ဖွဲ့စည်းပုံကိုဆွဲထားခြင်းကသူဒီနေရာမှာယာရုအကြာကြီးနေခြင်းလို့ဆွဲထားတာဖြစ်တယ်2008မရှိရင် तू ကယာရုဒီဘောမသူရဲ့ဖြစ်တည်မှုဟာအဲဘောမဆိုလို့ရှိရင်စစ်တပ်ကလည်းစီလီယောမန်ကန်တယ်လို့ထင်မှာမဟုတ်ဘူးပြည်သူကလည်းစီလီယောမန်ကန်လို့ထင်မှာမဟုတ်အဲ့တော့ယုတ်တိမရှိတဲ့အဖြစ်ကိုယုတ်တိရှိအောင်သူလုပ်ပြရမှာဖြစ်နေတယ် ဲ့တော့အဲ့ကြောင့်မို့လဲဒီအခြေခံဥပဒေနဲ့ဒီရွေးကောက်ပွဲကိုကျင်းပပေးပါမယ်ဆိုပြီးတော့ဒီပေါ်မှာပဲဆွေဆွေခုံပြီးပြောနေခြင်းဟာယုတ်တိမရှိတဲ့လောက်ကိုယုတ်တိရှိအောင်ချက်ပြောနေတာဖြစ်တယ်အဲ့တော့ဘာကြောင့်ဆိုတော့ခံစားရတာတွေများလာတော့ဘလို့မှအတိမခံနိုင်ကြတော့ဘူးအကုန်သွေးဆူနေကြတယ်စီးရီးယားလိုဖြစ်မှကြောက်ဆုံးပဲအာနာရှင်အာဆက်ထွက်ပြေးသွားလဲ နိုင်ငံကတစားစီဖြစ်နေမှာပဲအဲ့ဒါကိုကျွန်တော်စိုးရိမ်နေတဲ့အတွက်ကြောင့်မတက်မလို့နဲ့ယက်တည်တယ်တက်မလို့နဲ့ယက်တည်တော့ညာလည်းပဲအခုလိုမျိုးခေါင်းဆောင်တွေကဟိုနိုင်ငံကိုဖျက်ဆီးနေတာကတော့ကျွန်တော်တို့လုံးဝလက်ခံလို့မရဘူးလေနော်အဲ့တော့၄နှစ်စုပ်ပြတ်သက်ပြည်သူချင်းချင်းကြပြည်ဘယ်ပြည်သူမှမလုံခြုံဘူးအကြောင်းဆိုပို့ဆိုတာကမြန်မာပြည်ဘလို့တော်လုံခြုံမှာနော်အဲ့တော့စစ်သေးကြတဲ့ဘုံကလည်းသူတို့ရီမန်းချက်ကလည်းအာသူတို့မသိတာကသူတို့ကိုယ်တိုင်ကဘာနဲ့လားတဲ့တန်တူလဲဆိုတော့ ဒီတောင်းလိုင်းရေးဟာနိုင်လဲရှုံရှုံလဲရှုံခမမနိုင်မရှိဘူးခမကံကောင်းလို့တက်မလို့ကြီးကိုနိုင်သွားရင်တော့မလဲနိုင်ငံကလုံးဝပျက်စီးနေပြီခွေးဖြစ်နေပြီနော်ရှုံပြီနိုင်လဲရှုံမယ်ရှုံလဲရှုံမယ်နိုင်လို့ရှိရင်နိုင်ငံကညှိမရနိုင်မရနဲ့တခါတည်းတအန်းကလည်းနေမြချက်မယ်နော်အာ KIA ကနေမြချက်မယ်ရှမ်းပြည်ကလည်းပြန်ခုခံရမယ်အဲ့တော့အာနာလက်နက်အင်အားကောင်းလို့စုရမယ်လူတွေစုရမယ်စွဲမယ်စွဲရင်တယောက်တယောက်နိုင်ဖို့အတွက်လူအင်အားများအောင်စုမယ်အာတခါတည်း နိုင်ငံပိုပြီးဒုက္ခရောက်မယ်အဲ့တော့ဒီတော်လန်ရေးကလည်းနိုင်လဲရှုံရှုံလဲရှုံတော်လန်ရေးဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကစစ်တပ်နဲ့ရက်တည်တာအကြောင်းမျိုးစုံရှိတယ်စစ်တပ်ကိုကျွန်တော်တို့ကျွန်တော်ထားပါကျွန်တော်ကိုယ်တိုင်စစ်တပ်နဲ့ရက်တည်တယ်လူတွေအားလုံးကျွန်တော်ပေါ်မှလို့ပြောကြတယ်ရက်တည်တာသူ့နိုင်ငံရေးအယူဆပေါင်းစုံရှိတယ်တချို့ကပတ်မလိုက်ဂျားနေဝါဒနဲ့စစ်တပ်ကိုရက်တည်တယ်တချို့ကတက်မတော်ကိုလုံးဝချစ်လုံးလို့ရက်တည်တယ်တချို့ကလုံးဝတက်မတော်သားရဲ့ဘယ်လိုခေါ်မလဲဆိုရင်ဆွေမျိုးမကင်းရမကင်းကြမှုလို့ရက်တည်တယ် တချို့ကကြတော့သူတို့အလုတ်လုတ်နေတာကတက်မလို့နဲ့ပတ်သက်နေတာရှိတယ်ကြောင့်သူတို့ရက်တည်တာဖြစ်တယ်ကျွန်တော်တို့ကြတော့နိုင်ငံရေးကိုနားလည်လို့နိုင်ငံရဲ့အနာဂတ်ကိုသိထားလို့အဲ့ဒါကြောင့်မို့ကျွန်တော်တက်မလို့နဲ့ရက်တည်တာဖြစ်တယ်ရက်တည်ကြခြင်းမတူကြဘူးအဲ့တော့ရက်တည်ကြခြင်းမတူတဲ့အတွက်ကြောင့်မို့လို့ဆွေးနွေးပုံတွေကမတူနေကြဘူးလုံးဝအာတက်မလို့ချစ်တဲ့လုံးဝဘယ်ကောမျိုးလုံးမှိတ်ပြီးသူတို့ကြတာသူတို့ရဲ့ဒါအယူဆကိုကျွန်တော်တို့အပြစ်မပြောလို့ဘူးဟုတ်လားအဲ့တော့တက်မလို့ထောက်ခံတာသူတို့ရဲ့အခြေခံအကြောင်းရင်း သူတို့ရဲ့ philosophy တွေအများကြီးရှိတယ်ဆိုတော့သိစေချင်တယ်နော်မှန်ပါလားဗျာတကယ်ရှုံးနေတာတို့ပြည်သူတွေမှန်တယ်တို့ပြည်သူတွေရှုံးနေတာအဲ့တော့ပြည်သူကလည်းပြည်သူပဲဘာနဲ့လားတရံတွေ့လဲဆိုတော့ဟာကြတခင်နေရောက်ရံဖြစ်တဲ့ခါမှာကျွန်နေကဘတ်ဆွဲဆိုလို့ဖြစ်နေသိမလားကျွန်နေကလေဒီတခင်နိုင်လဲမင်းကိုကျွန်ဖြစ်ပြုစုမှာနော်ကျွန်ဖြစ်ခိုင်းမှာဟိုတခင်နိုင်လဲကျွန်ဖြစ်ခိုင်းမှာအဲ့တော့တခင်နေရောက်ရံဖြစ်တဲ့ခါမှာဘယ်ဘက်မှမလိုက်ပဲနဲ့မှန်ကန်တဲ့ဘက်ကိုသွားရမယ် ဟိုကျွန်စီရိုက်ဝင်တယ်ကျွန်တော်ပြည်သူကလည်းအဲ့တော့ဒီလိုဒီလောက်နိုင်လဲရှုံရှုံလဲရှုံတော်နိုင်ရေးကိုကျွန်တော်လုံးဝအာမပေးဘူးအဲ့နောက်တစ်ပုံပုံပြီးပြောရမှာလေဟိုဘယ်လိုခေါ်မလဲဆိုချင်အခုတော်နိုင်ရေးကအခုဒီပြဿနာဓမ္မနဲ့အာဓမ္မကြားပြဿနာမဟုတ်ဘူးနိုင်ငံရေးနားလေသူများ ਨੇ နော်စီမဲ့ကမ်းမဲ့ဒီဘယ်လိုခေါ်မလဲဆိုချင်နိုင်ငံရေးနားမလဲသူများကြားတယ်ကပြဿနာဖြစ်တယ် အဲ့တော့စီမဲ့ကမ်းမဲ့လွတ်လပ်ခြင်းနဲ့လူငယ်တွေကြည့်ပါကျွန်တော်တော်လိုင်းအားပေးတဲ့သူတွေလူငယ်တွေများပါတယ်လူကြီးသူမှကျွန်တော်တို့ဒီမိုဂရဖီကကြည့်မယ်ဆိုတော့အသက်30ကျော်နော်အသက်30ကျော်တန်းတော်တော်များများကလုံးဝတော်လိုင်းဆိုတော့အားမပေးဘူးလူငယ်ပိုင်းကြည့်လိုက်အကုန်လုံးဒီပါအားပေးကြတာအဲ့တော့ဒီမိုဂရဖီအားပေးကြည့်ကြည့်လိုက်ပါတို့ကတော့ပြည်တော်စုမပြုတ်ခွဲဘူးတက်မလို့အားပေးနေတာကျေးဇူးတင်ပါတယ်ခေါင်းပါကျေးဇူးများကြီးတင်ပါအဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့အဓိကပြောချင်တာကတော့ကျွန်တော်တို့တက်မလို့နဲ့နိုင်ငံဟာ เนาะဟိုတက်မလို့လည်းကို KSS က long time plan နဲ့ဝင်လာပြီးတော့တက်မလို့ကိုဖြူခွဲနေတာကတခုเนาะတိုင်းရင်းသားတွေတက်မလို့လည်းကိုယာလူကြီးကြီးမောက်ဝင်ယူပြီးတော့သူတို့ရဲ့ဒေါ်လာရင်းနဲ့ပူးပေါင်းနေတာကတခုလို့ကျွန်တော်တို့ကသုံးသပ်တယ်အဲကြောင့်မို့ရခိုင်နဲ့ပတ်သက်ပြီးတော့လည်းလုံးဝအာဒီလိုမျိုးပေါ့လေယူသားလိုက်တွေ့ရတယ်တက်မလို့နဲ့ဒီသဘုံနဲ့ကြားထဲမှာတက်မလို့တဲ့တာဘာမှမရှိဘူးနော်သူတို့နဲ့တက်မလို့ကြားမှာသူတို့တက်မလို့တဲ့ပို့ပြီးတော့ခေါင်းတုံးလို့ပို့မှာပါလား လက်လက်ချင်းဒါတာချင်းကြာကြာချင်းကိုရှုံးနေဆိုတဲ့ကမယူသားဘူးတောက်လျှောက်ရှုံးနေတာလည်းမယူသားဘူးယူသားမှုလုံးဝမရှိဘူးယူသားမှုတအားကိုနေတယ်တကယ်ခံစားအောက်ချရာရဲဘော်တွေဖြစ်တယ်နော်အဲ့တော့ဘာလို့အောင်ဆိုရှင်အကောင်းဆုံးကတော့နိုင်ငံကိုတကယ်ချစ်တဲ့သူတွေကိုတိုက်ခွင့်ခိုက်ခွင့်နဲ့နော်စီမံဆောင်ရွက်ပေးတဲ့နဲ့ ပြောမှာဆိုပုတ်ဖြတ်ပြန်ပေးတင်တယ်မကန်ထရိုက်ပေးတယ်ပေါ့ခင်ဗျားတို့ကန်ထရိုက်ပေးဆိုခင်ဗျားတို့သိပါရဲ့နော်လမ်းတရားတွေကန်ထရိုက်ပေးလိုက်တယ်ကန်ထရိုက်စီကနေပြီးတော့တင်းတစ်ထောင်သူတင်းတစ်ထောင်ယူလိုက်တယ်ကျန်တာတို့တို့အခုကောက်စားပေးဟုတ်လားအဲအဲ့ပုံစံမျိုးတို့ကပြင်မယ်တို့ဒီလမ်းအောင်ပြင်မယ်ဒီလမ်းအောင်ကြည့်ဟာပုတ်ကလေးကလက်ထဲရောက်သွားလို့ရှိရင်လမ်းတရားဖြောင်းနေရောပဲတိလားအဲ့ဒီစီဗင်လက်ထဲတို့အစိုးရလက်ထဲဆိုလို့ရှိရင်အဲ့ဒါခိုးတာများတာဟုတ်အပုတ်ကလေးကလက်ထဲကြတော့ပုတ်ကလေးကအသေးချာလုပ်တယ်တို့ကဒီဥစ္စာလုပ်စားတာဟုတ်နော် professional ပုံစံတယ်အထူးတူပဲဒါလမ်းတရားနဲ့ပဲကျွန်တော်ပြောသေးတယ် နောက်ထပ်ဈေးယုံဈေးခန်းပုဂ္ဂလိကလည်းတက်ရအောင်ကျောင်းတော်မှာပုဂ္ဂလိကကျောင်းနဲ့ကျွန်တော်အစိုးရကျောင်းနဲ့ဆိုပုဂ္ဂလိကကျောင်းကပို့ပြီးတော့ကောင်းနေသလိုပဲเนาะအဲထို့လို့ပေါ့ဈေးယုံဈေးခန်းဆိုလို့ရှိရင်ပုဂ္ဂလိကဈေးခန်းနဲ့ကျွန်တော်ဈေးယုံဈေးခန်းမတူဘူးဟိုက professional ဆန်တယ်သူတို့အလုပ်ကိုတေချာလုပ်တယ်ပြပြတသားလုပ်တယ်အထို့လို့ပဲနိုင်ငံတော်ကာကွယ်ရေးနဲ့ဒီစီရေးမှာလဲခင်ဗျားတို့ဒီစီရေးသုံးစီဘတ်ဂျက်ဘယ်လောက်လဲခင်ဗျားတို့စစ်ဘုတ်ကျုပ်တဲ့ကြားထဲမှာခွေဝေစားမျှစားမလားအဲ့ဒီဘတ်ဂျက်ကိုတကယ်တိုက်မဲ့ နော်ပြည်သူစစ်ကိုခင်ဗျားတို့ချပေးလိုက်စမ်းပြည်သူစစ်ကအသေးခံတိုက်တယ်ဆိုတော့ကျွန်တော်ကြားသိရတယ်နော်အဲ့တော့ဟိုက professional ကြကြလုပ်သွားလိုက်မယ်အဲ့တော့ခင်ဗျားတို့က budget ကြီးတွေသုံးရာထူးစစ်စစ်မှာ budget တွေခိုးရာထူးစစ်စစ် budget တွေခိုးအောက်ခြေကလည်းဒုက္ခရောက်အဲ့ဒီပုံစံမျိုးတွေလုပ်နေမဲ့အစားနော်အဲ့ဒီစစ်သုံး budget ကိုအကဲနန်းတိုက်မဲ့ဒီလက်ထက်ထည့်ပေးလိုက်ပါထည့်ပေးလိုက်လို့ရှိရင်ကိုကောင်တွေကစောကြီးတွေကစိတ်ဓာတ်ကလည်းကောင်းပြီးသား နော်စိတ်တက်ကလည်းကောင်းပြီသားနေမြေအချိန်တွေကကျွမ်းကျင်ပြီသားအဲ့လိုဆိုလို့ရှိရင်ပုဒ်ဒီကကြောင်းနဲ့နော်အစိုးရကြောင်းကွာတယ်လို့ပဲပုဂ္ဂလိကတိုက်ခိုက်မှုနဲ့ခင်ဗျားတို့တက်မလို့တိုက်ခိုက်မှုဘယ်သူတာမလဲဆိုတော့ခင်ဗျားစဉ်းစားကြည့်လိုက်ခင်ဗျားတို့သိမကြနောက်ထပ်သူတို့ပြောတယ်လို့နောက်ထပ်၃နှစ်နေလာပြန်ကြည့်ပါဆိုပြီးတော့စိန်အောင်ခေါ်နိုင်သေးတယ်ကျေးဇူးများတင်ပါဗျတကယ်တမ်းကအထက်ကနေအောက်ထိ ဆင်ဆင်ပြည့်ပြည့်ပြောင်းလဲမှုတွေလိုအပ်နေပါပြီတဲ့ထိတ်ကပိတ်ပြီးရက်နေတော့တဲ့နော်တခုကိုမရောက်နိုင်တာပါတဲ့စစ်တပ်ကဝမ်းချုပ်နေတာပါကွန်မောင်းမှန်တယ်ဝမ်းချုပ်နေတာနော်အဲ့တော့ပုတ်ကလေးကတွေကိုလွှဲပေးလိုက်ပါနော်လွှဲပေးလိုက်မယ်ဟေးဆိုရင်တော့ခင်ဗျားတို့ကြီးကြီးလိုက်ပါဘောင်တွေကဟိုလက်နက်တော်မှာအခုပုတ်ကလေးကတွေဆိုတော့ဒီပြည်သူစစ်တောင်မှာတို့ကလက်နက်ကောင်းကောင်းမတက်ဆင်ပေးဘူးအန်ကျိပြီးပြန်လာခဲ့ရတဲ့ပြည်သူစစ်တွေအများကြီးရှိတယ်ဒီကွန်မောင်းမှာနော် ဲ့တော့အကောင်းဆုံးဆောင်ရွက်ဖို့ကြံပေးခြင်းပါဟုတ်ပါပြီကဲဒီနေ့ကျွန်တော်တိုင်းပြည်အတွက်ရှင်နာနာနဲ့ပြောရတာပါနော်မပြောခြင်းပါဘူးကျွန်တော်တို့တိုင်းပြည်မှာပြည်သူလူထုခံစားနေရတာကိုကျွန်တော်တို့အဲတော်တော်လေးကိုစိတ်မကောင်းဘူးနော်ပြည်သူလူထုတွေမဟုတ်ပါဘူးစစ်သားတွေအသာသမီးတွေနော်သူတို့ဘဝတွေသူတို့အသက်တွေကလည်းကျွန်တော်တို့အသက်ထက်ပိုပြီးတန်ဖိုးနည်းနေတာမရှိဘူးထို့တူပဲဦးမင်းအွန်လိုင်းနဲ့ခမားသားသမီးတွေရဲ့အသက်ထက်တန်ဖိုးနည်းနေတဲ့အသက်တွေမဟုတ်ဘူး အားလုံးတန်ဖို့တန်းတူပဲဆိုတော့ခင်ဗျားနားလည်လာတဲ့နေ့ခင်ဗျားအလုပ်ကိုကောင်းကောင်းလုပ်တက်လိုက်မယ်ဆုံးဖြတ်ချက်ကောင်းကောင်းချတက်လိုက်မယ်အဲ့တော့ဘာရည်ချင်းမှမရှိပဲနဲ့နေရာကိုယူထားတာအလကားအလကားကာချုပ်ဖြစ်နေတယ်ကဲကျေးဇူးနိုင်တယ်ပါ